လင်ရဲ့ဘာသာရေးဥပဒေရှရီယာလောကိုစာပြည့်အကျင့်တုံးလာဖို့မွတ်စလင်တွေကစံသရုံပြလာတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမှ UK ကလည်းစံသရုံပြလာတယ်။ Donald Trump ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးမှ UN ကရောမှထပ်ပြီးမှပြောလာတယ်ပေါ့နော်။ဆိုရှရီယာလောရဲ့အင်္ဂလန်နဲ့ပြဿနာအနောက်နိုင်ငံရဲ့ပြဿနာကျွန်တော်အဆွေးနွေးကြည့်အောင်။ဘာဖြစ်လို့လဲဆိုတော့အခုဒီလိုကပ္ပသတင်းတွေမှာ မွတ်စလင်ဘာသာရေးကိုအဓိကအထားပြီးမှအနောက်နိုင်ငံတချို့တွေကတော်တော်လေးကိုစံသပြမှုတဲ့အထိပြက်နာတော့တက်လာတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမှမြန်မာနိုင်ငံရဲ့မီဒီယာကတော့မရေးကြဘူး။သွားကြည့်ပါ BBC ကလည်းရေးမှာမဟုတ်ဘူး။ RFA ကလည်းရေးမှာမဟုတ်ဘူး။အာမြန်မာနိုင်ငံမီဒီယာမှန်သမျှကွာ။ဒီမွတ်စလင်ဘာသာရေးကိစ္စနဲ့ကမ္ဘာကြီးရဲ့ပြက်နာကိစ္စကရေးမှာလည်းမဟုတ်ဘူးပြောမှာလည်းမဟုတ်ဘူး။ ဒါမဲ့ကျွန်တော်ကတက်တီအထောက်အထားနဲ့တစ်ခုပြီးတစ်ခုပြမယ်ဆွေးနွေးမယ်ကျွန်တော်ပြောတဲ့အတိုင်းဒီကိစ္စကဘာသာရေးမုန်တီးရေးနဲ့မဆိုင်ဘူးအခုကဘာကြီးမှာဖြစ်ပျက်နေတဲ့ကိစ္စတစ်ခုအဖြစ်ပဲမှတ်ထားကြပါလို့ကျွန်တော်ကပြောချင်တယ်နော်ဒါကလုံးဝဘာသာရေးတိုက်ခိုက်တာမျိုးမဟုတ်ဘင်းနဲ့လက်ရှိမှာကျွန်တော်တို့ကဘာကြီးကဘာဖြစ်ပျက်ခဲ့လဲဆိုတော့ကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီအာ UK ရဲ့စစ် UK အစိုးရရဲ့စစ်တမ်းတစ်ခုအရဆိုတော့ British ရဲ့လူထုတဝက်ကျော်ပေါ့လူထုတဝက်ကျော်90ကျော်ကမွ슬င်ရဲ့တံဖိုးကိုတဲ့ British British တံမွ슬င်တံဖိုးနဲ့ British ရဲ့တံဖိုးကလုံးဝမကန့်ညီဘူးသူဆိုမှယုံကြည်နေကြတယ် British ပြည်သူလူထုတဝက်ကျော်ကနော်အဲ့ဒါကြောင့်လေမနေ့တနေ့ကမွ슬င်စန့်ကြီးရေးကိုဆန္ဒပြလာတယ်ကွာ ပြောကြတယ်ကျွန်တော်တို့လူဖြူနဲ့ British လူမျိုးနဲ့ Muslim တွေနဲ့လုံးဝတန်ဖူးချင်း value ချင်းကြီးချင်းမှုချင်းမကိုက်ညီဘူးဆိုတော့ပြောလာတယ်ပြီးတော့၄စတိရခိုင်လုံးကဒီ Muslim ရဲ့ရွှေ့ပြောင်းနေထိုင်သူများကတဲ့ UK အတွက်စူးကျူးဖြစ်နေတယ်ဆိုတော့ပြောနေကြယုံကြည်နေကြတယ်ကဲပထမမှာငါးစီရခိုင်လုံးက Muslim နဲ့ကျွန်တော်တို့ကတန်ဖူးမကိုက်ဘူး၄စတိရခိုင်လုံးကပါလေ Muslim က မွတ်စလင်ရွှေ့ပြောင်းလာတဲ့လူက UK အတွက်ကောင်းချီးမော်ပေးနဲ့စူးကျူးပဲဖြစ်တယ်ဆိုတော့ပြောနေကြတယ်37ရာခိုင်နှုန်းကအစ္စလမ်ဘာသာကအကြမ်းဖက်မှုကိုအားပေးနေတယ်ဆိုမှသူတို့ကယုံကြည်နေတယ်ကတော့ချက်နော်ပထမကမွတ်စလင်နဲ့မတည်ဘူးဒုတိယကမွတ်စလင်က UK တို့မကောင်းဘူးတတိယကမွတ်စလင်ကတော့အကြမ်းဖက်မှုကိုအားပေးနေတယ်ဆိုမှ UK ရဲ့အစိုးရရဲ့စစ်တမ်းတစ်ခုမှဖော်ပြထားတယ်ဒါကြောင့်အခုပြည်နာက မနစ်တနစ်က UK မှာစံတော်ကိုပြလာတယ်။ဘာဖြစ်လို့လဲဆိုတော့ရွှေပြောင်းနေထိုင်တဲ့လူတော်တော်များများကမွတ်စလင်တွေဖြစ်လာတယ်။မွတ်စလင်တွေများလာတဲ့ခါကျတော့ UK ကြီးကိုတဖြည်းဖြည်းလေးနဲ့မွတ်စလင်ကဖုံးလွှမ်းလာတယ်။အခု UK တချို့မှာဆိုတော့မွတ်စလင်ဟိုမီဒယ်အစ်ရောက်နေတယ်လို့ပဲပေါ့။အကုန်လုံးကမွတ်စလင်ဝါစာကြီးတွေနဲ့ဖြစ်လာကြတယ်။အဲ့မှာလူဖြူရင်းကအစပြီးမှစံတာပြမှုတွေလုပ်လာတယ်။မဖြစ်ဘူးကျွန်တော်နိုင်ငံကမွတ်စလင်တွေကတင်ပိုက်တော့မှာဆိုမှလုပ်လာတယ်။ UK မှာ Sharia Law ရဲ့ Council ရှိလာတယ်။အဲဒီ Sharia Law Council နဲ့ပတ်သက်ပြီးမှ Donald Trump က UN တောင်းထားပြီးမှပြောလာတယ်။ခင်ဗျားတို့ UN ကဖြစ်စည်းနေပြီးပြုတ်ကွင်းနေပြီး Europe မှာကြည့်ပါ UK မှာကြည့်ပါ Sharia Law ရဲ့ Council တောင်းရှိနေပြီးစဉ်းစားကြည့်မွတ်စလင်ကခင်ဗျားတို့ကိုအုပ်ချုပ်နေပြီဆိုတော့ Trump ကပြောနေတယ်။ဆိုတော့ UK မှာ Sharia Law ရဲ့ Council တကယ်ရှိလား?တော့စုံစမ်းကြည့်တဲ့အခါကျတော့ရှိတယ်။